ဘာဝတိုင်သွားလာနေတဲ့မိချောင်းတွေကိုကိုယ်တိုင်ကိုယ်ကျမြင်မြင်ချင်ပါသလားရုပ်တရက်တိုက်ခိုက်လာနေတဲ့မိချောင်းတွေရဲ့အန္တရာယ်ကလည်းစိုးရိမ်စရာပါ ရေတော်အတွင်းမှာဆက်လက်စီးပြီးဒီဘဝအလတ်ကိုခံစားကြည့်ပါကလားအရာဝတီတစ်ပိုင်းများနဲ့ကန်းချီရေပြောင်းရဲ့များဆောင်းခုံရဲ့များပြင်လည်လိတ်များအားလက်လာမှတ်တမ်းဖြစ်နိုင်တဲ့နေရာဒီနေရာကတော့ဂိုကလေးမြို့နယ်မှာရှိတဲ့မင်းမလကျွလို့ဖြစ်ပါတယ် ဒီဘက်ပြည်သူများရှင်ကျမတို့အခု Google မြို့နယ်ထဲမှာရှိတဲ့မိမ့်မလကျွန်းကိုသွားပြီးတော့လေ့လာမှာဖြစ်ပါတယ်ဒီမိမ့်မလကျွန်းကသဘာဝတော်တော်ရတိဆန်တွေကိုဆောက်ရှောက်ထားတဲ့သဘာဝပြိမဲ့တော်လို့သိရတယ်အဲ့တော်ထဲမှာဆိုရင်ဒီရေချိုရေငန်တိဆတ်တဲ့နေရာမှာမိဆောင်တွေစင်းနေစက်စားနေရလို့သိရတယ်မိဆောင်တွေရဲ့သဘာဝဘလိုလေးတွေရှိလဲနောက်ပြီးတော့ဘလိုစိတ်ဝင်စားစရာကောင်းလို့ဘလိုစိတ်လွှတ်စားစရာကောင်းလဲဆိုတာတော့ကျမတို့လည်းမကြောက်ဘူးတော့မသိသေးဘူးအခုကျမတို့နဲ့အတူတူလိုက်ပါပြီးတော့ကြည့်ရှုကြပါရှင် မပြေတနာရှင်ကျမတို့အခုဘုံကလေးကနေပြီးတော့ဒီမိမလာကျွန်းကိုသွားမှာဖြစ်ပါတယ်ဒီကနေပြီးတော့စပီဘုတ်နဲ့သွားမယ်ဆိုရင်တော့တနာရီခွဲတနာရီလောက်ဆေးရမယ်လို့သိရတယ်အဲ့ဒီကျွန်းလေးမှာဆိုရင်ဘလို့စိတ်ဝင်စားစရာအကြောင်းအရာလေးတွေဘလို့စိတ်ဝင်စားစရာကောင်းတဲ့ဒီတော်ရတလေးဆန်လေးတွေရှိနေဆိုတာကိုတော့ကျမတို့နဲ့အတူတူလိုက်ပြီးတော့ကြည့်ပေးပါဦးနော် ကျမတို့ဘွဲမင်းမလကျွန်းတဲ့ဝင်းလာလေးလေးရင်ခုန်စိတ်လို့ရှာရနေပြပါမယ်။ဘာလို့လဲဆိုတော့လူဘောအန်ဒီရဲ့ပြုတ်နိုင်တဲ့မိချောင်းတွေသွားလာနေထိုင်နေတဲ့နေရာနဲ့ပုံပြီးမိကလာလို့ပဲဖြစ်ပါတယ်။ဒီတော့ဒီကျမတို့အခုမိမလကျွန်းအေရီယာတဲ့ဝင်နေပြီဖြစ်ပါတယ် စပြီးတော့ဝင်ဝင်စင်းပါပဲမိသောအန်တရရှိရင်ဆိုပြီးတော့အဓိပ္ပာယ်ဆိုင်မှုလေးတွေကိုမြင်ရတယ်။ဒီနီးနားမှာဆိုကာဗွန်20မှာရှိရလို့လည်းသိရပါတယ်။ဒီနီးနားမှာဆင်းကြွားနေမှာဆိုရင်မိသောအန်တရရှိနိုင်တဲ့အတွက်ခုတော်ဘက်ကနေပြီးတော့ပေါ့နော်ဒီဆိုင်ပုံလေးတွေလိုက်ချောင်းလာတာတွေတွေ့ရတယ်။ဒီမှာဆိုရင်ရေကျိုးရေငါထိဆက်တဲ့နေရာဖြစ်တယ်လို့ကြောင်းနေရာဖြစ်ရပါလိုက်ပြီးတော့သင်နဲ့သက်စားနေရတယ်လည်းသိရပါတယ်မင်းလာကျွလို့လူတိများတဲ့ဒီကျွန်းလေးဟာ ိုးကလေးမြဝအတွင်းမှာတည်ရှိပြီးတော့ကျွန်းတစ်ခုလုံးမှာလည်းနင့်နဲ့အတူပါလာတဲ့ရွှွညွအမြင့်များနဲ့ဖွဲ့စည်းထားပြီးကျွန်းအတွင်းချောင်းများနဲ့ရေလန်းချောင်းအများအပြားရွှွညွစီစင်းနေရရှိတာပဲဖြစ်ပါတယ်ဘူလင်းမြို့ကနေမိမလကျွန်းအထိဆက်လီနဲ့ဆက်နမိုင်သွားရတာပဲဖြစ်ပါတယ် ပြည်သူများရှင်မိချောင်းကိုလုံးဝခိုင်ဘူးချင်မှာပါတကယ်လဲကြောက်ပါရဲ့ဒါပေမဲ့စိတ်လို့ရှားဖို့လဲကောင်းတယ်နာမည်ကင်လဲကင်ကြည့်ချင်တယ်နဲ့ကင်ကြည့်လိုက်တာလည်းအန်ရတော့မရှိဘူးပစတွေလည်းပိတ်တယ်ဆိုလေဒီမိချောင်းကဆိုရင်ဒီရေချိုချင်ကစမှာပေါက်ပြီးတော့ရှားပါမျိုးစိတ်လို့လဲတီးရတယ်ဒါဆိုရင်ဒီနှစ်သားပေါက်လို့တီးရတယ်ရှင်လက်ဆောင်ယူပြင်းမယ်လေ ဒီမိမလကျွန်းမှာလူတိုက်တက်တော်18မျိုးငှက်မျိုးစိတ်ပေါင်း195မျိုးဂုံးနေရည်နဲ့တွားသားတက်တော်38မျိုးငါးမျိုးစိတ်ပေါင်း130မျိုးကနန်း6မျိုး၊ပစုံမျိုးစိတ်ပေါင်း14မျိုး၊လက်ပြာ35မျိုးနဲ့ဒီရတော်တစ်မျိုး29မျိုး၊တစ်ခွတ်မျိုးစိတ်ပေါင်း6မျိုးရှိတဲ့တဘာဝကျွန်းတကျွန်းလေးဖြစ်ပါတယ်။ 1994ခုနှစ်မှာမိမလကျွန်းတော်ရန်တရိတ်ဆန်ပြိမဲ့တော်အဖြစ်သတ်မှတ်ခဲ့ကြပြီးတော့2003ခုနှစ်မှာအာဆီယံအမွေအနှစ်ဥယျာဉ်2019ခုနှစ်မှာတော့ဘရန်ဆာယေဝုဒေတာအဖြစ်သတ်မှတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဒီမိမကျွန်းထဲမှာတော့အဓိကဟိုလုပ်ငန်းကြီးနေရတော့နှစ်ပိုင်းဆောင်နေပါတယ်။တစ်ပိုင်းကတော့ဒီအဲတရဒီထောင်ချင်းပိုင်းနဲ့နောက်တစ်ပိုင်းကတော့ထင်းသိမ်းချင်းပိုင်းပေါ့။ပြည်ကြီးထောင်ချင်းပိုင်းနေရတော့ကျွန်တော်တို့ဒီတောင်းတွေးဆန်များအတွက်အရင်းဒီကံနဲ့ပြည်ကြီးထောင်ချင်းစီမံချက်ဆိုပြီးကျွန်တော်တို့စီမံကြီးဆွဲထားပါတယ်။အဲ့ထဲမှာတော့ကျွန်တော်တို့ဒီနှစ်ကိုဒီကျွန်းထဲမှာကွက်လက်ဖြစ်နေတဲ့နေရာလေးအပြင်မှာပေါင်းနိုင်တဲ့နေရာလေးကိုဒီနှစ်ကိုအေကာ90နှုန်းနဲ့ရိုးပင်6တောင်းဒီနှစ်ကိုဆက်ပြူးသွားဖို့ ရှိပါတယ်ဒါတော့ဟိုကန်ဒီဆောင်ခြင်းအပိုင်းပေါ့ထင်းသိမ်းကောက်ွက်ခြင်းအပိုင်းနေရတော့ကျွန်တော်အဓိကတော့ဒီတော်ရဲဒေးမဲ့တော်ရဲမှာကင်းလေတာရယ်ပြီးတော့ဒီသဝင်းချင်းကြီးွားတွေမှာပညာပြီးခေါပြောဝဲတွေဆောင်ရတာရယ်ပြီးတော့တော်ရင်ကျေးဆန်တွေရဲ့အစီရင်ကောက်ယူပြီးတော့လူရဲ့အခြေအနေလေးတွေဆန်းစစ်တာရယ်ဆိုပြီးတော့တွေ့မျိုးရှိပါတယ်ကျေးဆန်လေးရဲ့ဟိုမှာအဓိကတော့ကျွန်တော်တို့ကမိချောင်းပေါ့လေမိချောင်းလေးရဲ့ဒီလိုအကောင်ယူတော့ဘလောက်ရှိလဲနောက်မိချောင်းအတိုက်တွေဘယ်လိုတိုက်တော့ဒီနေ့မှာဥပလဲအားလေးတွေကျွန်တော်တို့ ရင်းကောင်းယူပါတယ်နောက်အဓိကရည်ကြည်ရတော့နှစ်မျိုးစိတ်တွေပေါ့ဒီမှာကကျွန်တော်တို့ဝန်ဆာဆိုင်နေနဲ့ဒီ link လိုက်ဂျုံပေးမယ်တော့ပါဝင်ဝင်ရမှာရှိတဲ့ဘလုံးကလေးတွေကြည့်ကြမှာပါဝင်ပေါ်နေတဲ့ဝန်ဆာဆိုင်နေနဲ့ဒီကဘာရည်ကြည်ရွေးတဲ့ကောအဲ့လိုလေးသတ်မှတ်ထားရှိတော့ကျွန်တော်တို့ဒီဆောင်းဆွင်းမှာဆိုရင်တော့ဆောင်းခုမြေတွေချလိရှိတယ်အဲ့တော့ကျွန်တော်တို့ဘလုံးကလေးတွေကြည့်ကြမှာဒီမှာတော့မှရှိတဲ့ဆောင်းခုမြေအစင်းလေးတွေကိုအဓိကကောက်ယူ ဒီနေရာမှာဆိုရင်သူတို့တက်သွားတဲ့နေရာလေးတွေတော့ကြံနေသေးတယ်အရာကြံသေးတယ်ပေါ့နော်ဒီလက်တာမြေပေါ်မှာသူတို့တွေကရေကြတဲ့အချိန်မှာလာပြီးတော့လူလိတ်နေတာပေါ့နော်ဒီလက်တာမြေပေါ်တက်ပြီးတော့ပြုတ်ရေထဲပြန်ဆင်းကြတာပေါ့အရာလေးအရာလေးဩမထိုင်ဒီဟာပေါ့ဘာရည်ကြီးရအရာဒီမှာမနေမနေမင်းဩကျွန်တော်လည်းဒီနေရာကိုဒီနေရာလေးတွေပါကျွန်တော်ဒီဒီ area ဆိုရင်ဒါမြောင်းနေအဓိက ဟိုသွားလာလှုပ်ရှားတဲ့နေရာပေါ့နော်ခိုင်ပြီးတော့နားနေတဲ့နေရာပေါ့ရေတော့ရမ်းနောက်ပြီးတော့သူကဒီချောင်းထဲမှာပဲသူကချောင်းထဲမှာပဲဟိုပဲချောင်းတွေပဲချောင်းကူးလာတခါလေးကြာရင်ကျွန်တော်ရေကြအခုမြင်ရတဲ့ကုန်းပေါ်မှာတခါလေးကြာရင်နေရောင်ကြီးလေးကိုတက်တက်လှုပ်နေအခုနားမှာဆိုရင်ဒါမင်းကဆင်းသွားတဲ့အကောင်ဆေးရပေါ့အကောင်ကြီးကြီးတော့ဒီမှာအကောင်ကြီးဘယ်လောက်လောက်ကျွန်တော်3ပေကနေပြီးတော့3ပေနဲ့အထက်18ပေအထိပေါ့နော် အဲဒီပြတ်မြအကောင်90ဆိုဆိုအဲ့ဒါကတော့ပြီးအောင်မပါဘူးသူကအဆောင်ကြီးသူ့ကိုဒီလိုမျိုးသွားတဲ့အခါကျတော့အဆာရှာတဲ့ခါလေးသူကတခါတည်းကြာရင်သူကငြိမ်ပြီးတော့ကန်းဆက်မှငြိမ်ပြီးရေအောက်ထက်နေချောင်းတာသူကငှက်တွေလာနာတာဟာရှိတယ်။နောက်တခါတည်းညှက်ပဲတောချောင်းတို့တောကွက်တို့ဆင်းတဲ့ခါရှိတယ်။အဲ့လိုမျိုးတွေမှာသူတို့တဘာဝက်ချောင်းပြီးတော့အဆာဆာတော့သူကအဲ့လိုမျိုးကြတော့မနေ့ပိုင်းနေတယ်။ညပိုင်းကိုပို့ပြီးတော့ဆာတာပေါ့ညပိုင်းရေကြတယ် ော့ဒီလိုနေ့ပိုင်းဆိုရင်သူကအဲဒီတခါကျကျွန်တော်မမြင်နိုင်တဲ့ဟိုချောင်းအချင်းလေးတွေမှာဝင်သားနေတာသူကအတွင်းပိုင်းနေမှာလည်းဒီကျွန်းကြီးကချောင်းကုန်းလက်တက်တွေအများကြီးလေအဲ့တော့အတွင်းပိုင်းနေနေရမှာလည်းဝင်သားနေတာဘယ်တော့ခုသွားရင်တော့တွေ့နိုင်တယ်ဘာလို့ကူကတော့ရေတက်နေရင်တော့ကျွန်တော်တို့ကဟိုသူကတော့ရှိတယ်ဒါပေမဲ့ခြုံအောက်တွေရောက်နေကျွန်တော်တို့အလွယ်တကူမမြင်ရဘူးပေါ့နော်။ညဘက်ဆိုရင်တော့ဓာမင်းရထိုးတာလည်းသူတို့ကမျက်လုံးကလင်းပြန်တော့ တွေ့နိုင်အလွယ်တကူသိတယ်ပေါ့နော်နှိမ့်ပဲကြတော့ကျွန်တော်ကအဲ့လိုခြုံအောင်ရောက်နေမတွေ့နိုင်ဘူးဒီနေရာကိုင်းနေတာပေါ့ဟုတ်တယ်ဒီမှာကျတော့ဖန်နေရဲ့ဟုတ်ရှိတယ်ကန်ရရှိတာသူတို့အစာအစာတဲ့အချိန်သူတို့ရှိနေတဲ့အချိန်နဲ့ကျွန်တော်တို့ကရေထဲကိုခြေလုံးခြေလောက်တွေတုတ်ခါစီးတဲ့အချိန်ကြီးပါရင်းဆိုတော့သူကအစာအမှတ်နဲ့လာတော့အန်ရရှိတာပေါ့နော်။ကျန်တဲ့သူတို့သွားလာနေရတော့အန်ရရှိဘူး။ဒါတော့လောကသူတို့ပိုင်တဲ့ပိုင်တဲ့နေမယ်အဓိကဒီတကြုံလုံးပေါ့တကြုံလုံး။ဒီလက်ကျူးကလေး ဒီဒီဒီတကြုံလုံးမှမှဒီ area တွေကတို့တို့အကြိုက်ဆုံးနေရာလေးဆိုတော့ဒီခုဘုံမှာပေါ်လာတဲ့လူတွေကလုံးဝအားပါပေါ့ကျွန်တော်ဆေးရပဲလက်နဲ့ပြန်လိုက်ပြန်ပေါ့အဲမလုတ်တင်ကျွန်တော်တို့ကတကယ်လို့ဧည့်သည်လာတာတို့ဒီလိုခီးသွားကျွန်တော်တို့အမတို့လိုလာမျိုးခြေထဲကိုခြေထောက်ရေထဲကိုခြေထောက်ဖြတ်ပြီးထုတ်ကျန်းဆေးတာတို့เนาะဟိုလက်ကိုရေထဲချတာတော့မလုတ်အောင်ပေါ့ကျွန်တော်တို့ကဒီဒီပေးထားတာဒါလည်းရှင်နဲ့ဧည့်သည်တွေကလာလို့ရှိ လာသိမ့်ပါလေဘာပြောလဲဆိုတော့ဟုတ်ကဲ့မရှိဘူးရှိကျွန်တော်တို့ပြောတဲ့ဒီဘူးကဆော့ဆော့ပြောတဲ့စီကံလေးတွေလိုက်နိုင်ရင်တို့အတင်မရှိပါဘူးဒီလည်းစစ်မကူဘူးအဟိုဒီဒီကောင်ကမြန်မာနိုင်ငံရဲ့တခုတည်းသောဒီကြောင်းလေးကိုသဘောကအတိုင်းဖိနှိပ်ထားနေနေလေးတို့ ကျွန်တော်တို့မိကျောင်းအန်တယ်ရှိတယ်ဆိုပြီးရွာဒီမှာမိုက်နေလိုက်អော်တယ်။နောက်ကျွန်တော်တို့ရွာသားဒီမှာစာပန်းကတ်ထားတယ်။မိကျောင်းအန်တယ်ရှိတယ်။အဲ့ရှိကမှကျွန်တော်တို့ကဒီဒီတက်တီနဲ့သွားတဲ့အခါမှာအင်းမိကျောင်းကကုန်းပေါ်မှာဝက်ချန်နေရှိတယ်။ဝက်ချန်တွေကိုတက်ဆွဲတော့ကျွန်တော်တို့ဝက်ချန်တွေကိုကုန်းပေါ်မှာတင်ဆောက်တယ်။ကုန်းပေါ်မှာတင်ဆောက်ပြီးတော့ကျွန်တော်တို့လေဒီတက်တီနဲ့သွားတဲ့အခါမှာလေခွေးတို့ဘာလို့ညာတို့တို့ ကြိုက်တတ်တဲ့အကောင်ဆုံးဘာမှတင်မပါဘူးကျွန်တော်ကလူကြီးပဲပါတယ်အဲ့လိုပါတယ်ကြုံခဲ့တဲ့ဟာတွေကတော့ရှိတဲ့ခါလဲရှိတဲ့ဟာလဲရှိတယ်ကျွန်တော်တို့ဒီ6နှစ်မှာရှိတဲ့ဆွဲတဲ့ခါလဲပါတယ်ကျွန်တော်တို့ဒီလှေတွေပါလေတိုက်ပွင့်သမားတွေပေါ့နော်လှေတွေပါလေဆင်းသေးပုတ်ချင်းနဲ့ဆွဲသွားတာတွေလည်းရှိတယ်အဲ့လိုလည်းရှိပါတယ်အဲ့လိုရှိလို့တတဝနေပြီးတော့ကျွန်တော်တို့မိုက်နဲ့ကျင်းညာတယ်ဒီကြောင်းအန်တွေရှိသည်ဆိုပြီးတော့ နော်အန္တရာယ်ရှိတယ်ကာနာကိုမဆင်းပါနဲ့ရေမချိုးပါလေကာနာကရေဆင်းမချိုးပါနဲ့အဲ့လိုပြောတာလေပါပါတယ်အဲ့လိုဆဲတဲ့ခါကျတော့ကျွန်တော်လှေတက်တက်သွားတဲ့ခါကျတော့သတိဝိရိယနဲ့ထားပြီးတော့သွားတာပေါ့ဟေးကာနာကတော့မဆင်းလို့မရဘူးလေတော့ तू ကကာနာကိုမဆင်းနဲ့ဆိုတာရေဆင်းမချိုးဘူးအဲအဲ့လိုပြောတာစိတ်ထဲမှာတော့ထင်းထင်းထင်းပေါ့ထင်းထင်းထင်းနဲ့နေရတာပေါ့အဲဒီ၆ထဲကိုရေဒီပါလေးရှင်းမချိုးပဲနဲ့တုံငင်းရေနဲ့ချိုးပြီးတော့ဒီလိုတစ်ဖက်ပြန်နေရတော့တာပေါ့ ကူညီတာတော့အဲ့လိုပေါ့နော်ရေထဲကိုမဆင်းဖို့ရယ်မိုင်းနဲ့ကျင်ညာရယ်အဲ့ဒီသတိထားဖို့ရယ်အဲ့လိုကျင်သူကကျင်ညာပေးတယ်ကျွန်တော်တို့ဒီသဒ္ဓါတွေမှာဆိုရင်စာပန်းကပ်ပြီးတယ် မင်းမလာကျွန်းရဲ့အကျယ်ဝန်းကတော့33,986ဧကရှိပြီးတော့ရေချိုရေငန်စမိချောင်းတွေအများဆုံးကျက်စားတဲ့အထူးနေရာလေးဖြစ်ပါတယ်။မင်းမလာကျွန်းရဲ့အနားမှာရှိတဲ့ဂရုံဂဏိကျိုးဝိုင်းနဲ့ဖြုံးမွေးကျိုးတို့ကိုလည်းတွားရောက်လည်လာနိုင်ပါသေးတယ်။ ပပြည်သူများရှင်ကျမတို့အခုသွားပြီးတော့လစ်လာမယ့်နေရာကတော့တစ်တော်ဦးစီးဌာနကထိမ့်သိမ့်ထားတဲ့ဒီဘူးမွေးကျွန်းပေါ်မှာရှိတဲ့ဒီကျိုးဝိုင်းပေါ့နော်ကျိုးဝိုင်းအမိကတော့ကထုတ်ကနိကျိုးဝိုင်းခွင်းမ49လို့တည်ရတယ်။ဒီဘက်မှာရှိတဲ့ဧကကတော့ဒီဧရိယာဧကကတော့3929ဧကရှိရလို့တည်ရတယ်။ဒီကျွန်းပတ်လန်းပေါ့နော်။ဒီကုန်းပတ်လန်းကတော့ 2966ပြည့်ရှိရတယ်ပြရပါတယ်ရှင်ဒီမှာဆိုရင်တဘာဝအတိုင်းရှိနေတဲ့ဒီဒီတော့အပင်တွေကိုလည်းလေ့လာပြီးတော့တွေ့နိုင်တယ်ဒီတွန်းထဲမှာဆိုရင်ပေါ့နော်အကောင်ပေါ့တဘာဝအကောင်လေးတွေစပကြီးငွေတို့နောက်ပြီးတော့တောဝက်တို့နောက်ပြီးတော့ဒီ ဘယ်လိုခေါ်မလဲတခြားတော်တရိတ်ဆန်လေးတွေပေါ့နော်တဘာဝအတိုင်းသွားလာနေတာတွေရှိရလို့လည်းသိရပါမယ်ရှင်ဘယ်လိုမျိုးလေးတွေတွေ့မလဲဆိုတော့ကျမတို့မသိသေးဘူးသွားရင်လည်းတကယ်လို့တွေ့ခဲ့မယ်ဆိုရင်လည်းဒါလာရတဲ့ခေတ်ကအရင်တန်သွားပြီပေါ့နော်ဆက်လို့ရှားရှားလည်းဖြစ်တယ်နောက်ပြီးတော့အရင်လည်းတဘာဝတရားကိုသိလာနိုင်တယ်ပြီးတော့ဒီမရောဖူးတဲ့နေရာတနေရာကိုကိုသွားခဲ့ရတဲ့အတွက်ဒါတန်တယ်လို့ပြောလို့ရတာပေါ့နော်မိုးရသည်မှာစိုက်ပျိုးဖို့အတွက် ဒီရောပြိုးပြင်ပေါင်း15သိန်းကိုလည်းပြိုးထောင်ဆိုက်ပြိုးထားတာတွေကို တွေ့ရတာပဲဖြစ်ပါတယ်။အဲ့ဒါတွေအပြင်ရှားပါးသစ်မျိုးစိတ်များစွာကိုလည်းဒီကျူးမှာထိမ့်သိမ်းထားတာကိုတွေ့ရတာပဲဖြစ်ပါတယ်။မာကတော့အခုလက်ရှိရောက်နေတဲ့နေရာတော့ဒါကရုံကြီးသတို့ကျိုးဝိုင်းဒီကျိုးဝိုင်းကတော့ဒါအခုလက်ရှိရောက်နေတဲ့နေရာကရုံကြီးကျိုးဝိုင်းဖက်မှတ်49ရုံမွေးကျွန်းပေါ့နော်ရုံမွေးကျွန်းလို့ခေါ်ကျွန်တော်တို့ဌာနအနေနဲ့ကတော့လက်ရှိမှာကတော့ဒီမှာမြန်မာနိုင်ငံတော်တော်များပြန်လည်တောင်းရေးစီမံကိန်းပမာပီပလန်ရ ကျွန်တော်တို့စနစ်စီမံခန့်ရေးဆွဲပြီးတော့တစ်နှစ်ကိုရေရောဆိုင်ခန့်1400ဤကနှုန်းပေါ့စနစ်ကျွန်တော်တို့ဆိုင်ရိုးပါ2018ကနေပြီးတော့ဒီ MRB plan ဆိုတာတော်တော်များရေရောများဒါပြန်လဲထိန်းထိန်းဤထောင်ရေးပေါ့စီမံခန့်ကို2018ကနေပြီးတော့ဒါစနစ်စီမံခန့်ဆွဲတာတစ်နှစ်ကို1400ဤကနေစနစ်စဉ်ကျွန်တော်တို့ကလည်းဒါဟိုစီမံရက်ရက်ရေးဆွဲပြီးတော့ဒီနေရာလည်းကျွန်တော်တို့ကနေရာတွေကိုစိုက်မဲ့နေရာတွေကိုနှက်လိုက်ကျွန်တော်တို့ကရွေးချယ်ပြီးသား အားလုံးကတော့စနစ်ဆိုရင်တော့လောက်ချုံနိုင်တယ်လို့ဆက်ပါကျွန်တော်တို့ဒီဒီတော့ကတော့အဓိကကတော့ဒီဘက်တီမာကတော့ဒါပင်လယ်ပြင်နဲ့နီးရနေတာလို့ပေါ့ဒီမှာဟိုလက်ရှိကျွန်တော်တို့ဟိုကျွန်တော်ကနာခဲ့မုန်တိုင်းကိုအားပြုလို့ဒီမှာနာခဲ့မုန်တိုင်းတိုက်တော့ဒီဒီတော့ရှိတဲ့နေရာဒီမှာဆိုရင်တော့ဒါအပြည့်စည်ပျောက်ဆုံးကလုံးဝမရှိဘူးဒါတွေကတော့ဒီသားကနေလည်းတည်ပြီးသားဖြစ်ပါဒီဒီတော့ရဲ့ဒုကျေးဇူးပေါ့နော်အဓိကဒီကနေထိန်းတာလို့ဒီဒီတော့ရှိမှပဲ ပန်းကားပစုံရဲ့ဒီဒီရိုးတွေကပန်းကားပစုံရဲ့အစားအစာအဲတော့ဒီဒီရိုးရှိမှပဲဒီပဋိဒေတာတွေရဲ့သူတို့ရဲ့တမူဝန်းကြောင်းကလည်းအဆင်ပြေကျမတို့အခု တဘာဟိုကတစ်တော်ကြီးတွေကိုရောက်နေတာပဲဖြစ်ပါတယ်ဒီမှာဆိုရင်ကျင်းရဲ့တန်တွေလည်းကြားရတယ်နောက်ပြီးတော့ဒီပြားကောင်လေးတွေလည်းတွေ့တယ်ဒါပေမဲ့တောထဲအကောင်လေးတွေကတော့ဖြတ်သွားတာမျိုးတော့တွေ့တယ်အလီကတ်တော့ရိုက်လို့မရခဲ့ဘူးပေါ့နော်တကယ်ကိုတဘာဟိုကအတိုင်းရှိနေပြီးတော့ဒီထိမ့်သိမ့်ထားတဲ့ဒီတစ်တော်ကြီးတွေကိုရောက်နေတာဖြစ်တဲ့အတွက်စိတ်ကတော့အယံကိုအေးချမ်းပြီးတော့လတ်ဆတ်မှုကိုခံစားရ ရာဝတီမြို့ဝကျွန်းပေါ်ဒေသမှာရှိတဲ့ဒီရဒေါကေဟာစနစ်ကို ကာကွယ်ဖို့နဲ့ငါးပစုံများမျိုးပွားခွန်လိုရာဒေသကိုကာကွယ်ဖို့မျိုးဆက်ပြတ်သုံးမြတ်အနေရကိုရင်ဆိုင်နေရတဲ့ရေကျူးရေငန်စာမိချောင်းတွေရဲ့တဘာဝကိုကာကွယ်ဖို့အတွက်တတော်ဦးစီးဌာနကဒီမိမလကျွန်းကိုထိမ့်သိမ်းဆောက်ရှောက်ပေးတာပဲဖြစ်ပါတယ်။ ဒီပါပြည်သူများရှင်ကျမတို့အခုဒီမင်းမလာကျုံးရဲ့ကတုံကနိကျိုးဝိုင်းထဲမှာစိုက်ပျိုးထားတဲ့ digital ကတဲ့အပြင်လေးတွေကိုလေ့လာခဲ့တာပဲဖြစ်ပါတယ်။နောက်ပြီးတော့ဒီတဘာဝအတိုက်သွားလာနေတဲ့မိချောင်းလေးတွေရဲ့တဘာဝလေးတွေကိုလည်းလေ့လာခွင့်ရခဲ့တယ်။မိဘပြည်သူများအနေနဲ့ဒီအစီအစဉ်ကိုကြည့်ရှုခြင်းအားဖြင့်ဒီလိုမျိုးဘုဟုပုတ္တရဖွဲ့ရာအကြောင်းများလေးကိုလည်းကြည့်ခဲ့ရတဲ့အတွက်သိကျင်းနာမှုရလိမ့်မယ်လို့မျှော်လင့်ပါတယ်။